Hello guys ဒီဗီဒီယိုလေးမှာကတော့မဆုကိုအမြဲတမ်းခဏခဏလာမင်းနေတဲ့မိကွန်းလေးတခုရှိပါတယ်။အဲဒီမိကွန်းလေးကိုမဆုကဒီဗီဒီယိုလေးကနေပြီးတော့ပြန်ဖြေပေးပါမယ်ပေါ့နော်။အဲဒီမိကွန်းလေးကပါလဲဆိုတော့ဒီမြမစစ်တပ်ကဘာဆက်ဖြစ်မလဲ။လာမယ့်နှစ်အနည်းငယ်အတွင်းမှာဘာဆက်ဖြစ်လာမလဲဆိုတာကိုကတ်လေးတွေနဲ့အဖြေထုတ်ကြည့်မယ်ပေါ့နော်။သူတို့ရဲ့အခြေအနေကပို့ပြီးတော့စိုးသွားမလားဒါမှမဟုတ်သူတို့ကအားပြန်တက်လာမလားဆိုတာကို let's find out เนาะ ရှင်းပြောမယ်ဆိုလို့ရှိရင်တော့မြမစစ်တပ်ဆိုတာထက်အကျန်းဖက်စစ်ကောင်စီပေါ့နော်အဲ့ဒီစစ်ကလုံဆိုလို့ရှိရင်ပုံမှန်လိမ့်မယ်အဲ့ဒီတော့ရေစုံအဲ့တော့2025အခုက2025အကြံနဲ့အပိုင်းရေပြီးတော့2026ထဲမှာဗာဆက်ဖြစ်မလဲပေါ့နော် အရင်အဝေးကြီးတော့မကြည့်တော့ကွာဒီနှစ်နှစ်ပဲကြည့်လိုက်တော့မယ်โอเคခုနထောင်းနစံငါမရလားမသိဘူးအမ်နထောင်း26ကိုကြတော့တော့ကက်ဆွဲလိုက်ပြီ because it's next year ဆိုတော့ မြင်ရတာမသိဘူး the tower တဲ့ see see ဒီတိုင်းမှာ pick လုပ်လိုက်တာနော်လောလောဆယ်မှာတော့သူတို့ဘက်က control အရှိန်အဟုံအရှိန်ဘယ်လိုပြောမလဲသူတို့ဘက်က control ရနေတဲ့ပုံစံရှိတယ်ပေါ့နော်သူတို့ဘက်ကအตาရနေတဲ့ပုံစံလေးရှိ ပေမဲ့2025အကုန်ကြလို့ရှိရင်တော့ the tower ဆိုတဲ့အတိုင်းမှာ ခြေအနေကကမောက်ကမဖြစ်လာလိမ့်မယ်အခုအခြေအနေထက်တော်တော်လေးကိုဆိုးရွားတဲ့ပုံစံလေးဖြစ်လာမဲ့ပုံစံလေးညီရတယ်ပေါ့နော်လုံးဝကြီးအော့အော်တောင်းနေกว่าတက်ပြက်နေပြီဆိုတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံလေးဖြစ်လာမယ်လို့တော့ထင်နေပေါ့နော်ဒီမှာပေါ်နေတာကတော့ဒီထာဝါကမှသူက reverse ကြတယ်ထာဝါကအတဲကြလို့ရှင်ဆိုးတယ်ပြောင်းမြန်ကြလို့ရှင်ဆိုးတာထက်ကိုပို့ဆိုးတယ် အထဝကကအတင်းနဲ့ပြောင်းမြန်နှစ်ခုစလုံးဆိုးတာတူတူပဲပြောင်းမြန်ဆိုလို့ရှိရင်ပိုဆိုးတယ်โอเคဒါ2025 2025ရှင်2026မှာလည်းသူ့ရဲ့ကတ်တရားကောင်းတဲ့ကတ်တရားတကမ်းမှမပါဘူးပေါ့နော် page of swords reverse 2 of pentacles reverse and 5 of cups reverse သုံးကတ်စလုံးက reverse ဒီပဲပေါ့နော် ပြောရမယ်ဆိုလို့ရှင်တော့2026မှာသူတို့ကိုယ်တိုင်သူတို့ဘယ်လမ်းကြောင်းကိုသွားနိုင်မလဲသူတို့ကိုယ်တိုင် clarity မရှိတော့ဘူးကွာသူတို့ plan မလုပ်နိုင်တော့ဘူး strategy တွေဘာတွေမချနိုင်တော့ဘူးဝေးဝေးဝါဝါပေါ့နော်သူတို့ကိုယ်သူတို့ဘာလို့လို့လုပ်နေမှန်းမသိဘူးပေါ့နော်အဲ့ပုံစံတွေဖြစ်မယ်ပြီးလို့ရှင်အဖက်ဖက်ကယိုယွင်းလာတဲ့အတွက်ကြောင့်မလို့ balance မလုပ်နိုင်တဲ့ပုံစံတွေဖြစ်မယ်ပေါ့နော်ဆိုတော့2025မှာတခုခုကြောင့်သူတို့ဟိုလုံးဝကြီးပြတ်သုံးသွားမဲ့အခြေအနေကနေပြီးတော့သူတို့ မနေကိုအားယူပြီးတော့ဒီလိုမျိုး balance လုပ်နေရတဲ့ပုံစံပေါ့နော်အဲ့ဒါကိုသူတို့ကမနိုင်မနင်းပြန်ပြီးတော့ recover ပြန်လုပ်နေတဲ့ပုံစံကိုမှဟိုမနိုင်မနင်းပုံစံလေးဖြစ်မယ်ပေါ့နော်အဲ့ဒီကနေကမှသူတို့ဘက်ကတော့ဒီ5 of cups 5 of cups reverse ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမှာနင်းရလားမသိဘူးလုံးဝငိုကြွေးပြီးတော့သိရမလား နောင်တရရရနေအဲ့လိုပုံစံလေးဖြစ်မယ်ပေါ့နော်ဒါကတော့စိတ်ပိုင်းဆိုင်ရာပေါ့သူတို့ရဲ့အထက်ကလူတွေကစိတ်ပိုင်းဆိုင်ရာလုံးဝအဆင်မပြေဘူးငွေရေးချေးရေးနဲ့ပြီးတော့တခြားအဆအဆအရာရာကိုပြန်လဲပြီးတော့သူတို့တက်ကိုပဲသူတို့ဟာသူတို့ပြန်လဲတီထောင်ဖို့အတွက်ကလည်းတော်တော်လေးကိုအားယူနေရတဲ့အချိန်ရှိဖြစ်တဲ့ပြီးတော့ clarity အရလည်းသူတို့ကိုသူတို့ဘာလမ်းကြောင်းနေပြူဟာတွေလုံးဝမလုပ်နိုင်တော့ဘူးအစစအရာရာရုတ်ရွေးနေရတဲ့ကြောင့်မလို့ဒီဟာတော့2026မှာဖြစ်လာမယ့်ဟာဖြစ်ပါတယ်2026မှာသူတို့ဘက်ကတော့အကြီးအကျယ်အထိကနင်နာမှုတွေဘာတွေကတော့ရှိကြမှာရှိနေဒါပေမဲ့သူတို့ဟာသူတို့တကြီးကြီးနဲ့တော့အာအဆင်မပြေဖြစ်နေရတော့တွေ့ရတယ်ပေါ့နော်တကယ်တကယ်တမ်းအကြီးအကျယ်အာကြဆုံးမဲ့နှစ်ကတော့အခုဒီနှစ်နှစ် မကုံခင်မှာတခုခုကြောင့်မလို့အာအစင်မပြေပဲနဲ့လုံးဝကြီးကိုမှဟိုပြိုကျပြတ်ကျသွားမယ်ပုံစံတော့တွေ့ရတယ်ပေါ့နော်2025မကုံခင်မှာအဲ့ဒါဖြစ်မယ်ပေါ့နော်အဲ့ဒီတော့ဒီ reading list ကိုအာကျေနပ်လိုက်မယ်လို့တော့မျှော်လင့်ပါတယ်အဲ့ဒီတော့ thank you very much and see you next time bye bye